မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့နှုတ်ထမ်း21ကလေးကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်အကြောပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျ။အမ်တစ်ဖက်မှာရစ်ဆက်တဲ့စစ်အာဏာရှင်စနစ်ရှိနေပြီးတော့နောက်တစ်ဖက်မှာတော်လန်ကြီးအားစုရာပေါင်းများစွာပါဝင်နေတဲ့အင်မတန်ရှုပ်ထွေးတဲ့ပဋိပက္ခတစ်ခုပါ။ဟုတ်ပါတယ်။ကဘာတည်နေမှာတော့တိတ်နေရမရပါပဲပေါ့လေ။ဒါပေမဲ့သူရဲ့နောက်ွယ်ကအကြောင်းတရားတွေပါမင်းပတ်သက်နေသလိုဟုတ်ကဲ့လက်ရှိအချိန်နေ အနာကအလားလားဒါတွေကိုနားလည်ဖို့ကအရေးကြီးတယ်လို့ကျွန်တော်ယူဆပါတယ်။အဲ့ဒီဗီဒီယိုကိုအခြေခံတွေကဒီစစ်ပွဲရဲ့အရင်ခံရောင်းတရားတွေပါဝင်တဲ့အဖွဲ့အစည်းတွေရဲ့ရှုပ်ထွေးပုံတွေဟွန်းလက်ရှိခြေနေတွေကနေဘလို့အနာကလမ်းကြောင်းတွေဖြစ်လာနိုင်မလဲဆိုတာကိုကျွန်တော်အတူတူလေ့လာဆွေးနွေးသွားမှာပါခင်ဗျာ။ကောင်းပါပြီ။ဒါဆိုရင်အရင်ဆုံးသမိုင်းနောက်ခံကိုနည်းနည်းပြန်ကြည့်ရအောင်နော်ဒီပတိပကကရင်ခံကိုနားလိုက်ဖို့လေ။ဟုတ်ကဲ့။စခိုင်းရစီစီရဘေးကလေးကပြောရမယ်ဆိုရင်မြန်မာနိုင်ငံကတကယ်ငြိမ်းချမ်းရေးကိုမကြုံဘူးသေးဘူးဆိုတာက ဒါအဓိကချက်တစ်ချက်ပဲနော်မှန်ပါတယ်ခင်ဗျအဓိကအကြောင်းရင်းကတော့တိုင်းရင်းသားလူမျိုးစု꽌ပြားမှုကဗမာလူမျိုးစုကအများစုဆိုပေမဲ့တခြားတိုင်းရင်းသားလူမျိုးစုတွေຢာနေချီရှိနေတာလေဟုတ်ကဲ့အဲ့ဒီတော့လွတ်လပ်ရေးရပီးစကာလမှာဗမာအများစုဦးဆောင်တဲ့အစိုးရအပေါ်မှာတချို့တိုင်းရင်းသားဖွဲ့တွေကမကြည်နပ်မှုတွေရှိခဲ့တယ်อืมကိုပိုင်းဖြတ်ထန်းခွင်တို့ယဉ်ကျေးမှုဘာသာရေးကိစ္စတွေမှာဖိနှိပ်ခံရရလို့ခံစားရတာမျိုးပေါ့ဟုတ်ပါတယ် ဲ့ဒီနဲ့လက်နက်ကင်တော်လမှုတွေစတင်ခဲ့ကြတာပေါ့ဒါပြင်စစ်တပ်တမတို့ရဲ့ခန်းကန်တက်ကလည်းဒီတမိုင်းမှာအရင်အရေးပါခဲ့တယ်နော်တက်ချပါတယ်ထောင်ကွာ60နှစ်အာနာတိုင်းမှုကစပြီးတော့ဆဲဆုနဲ့ကြီးနဲ့ချီပြီးတမတို့အုပ်ချုပ်ခဲ့တာအဲ့ဒီအချိန်တွေမှာတိုင်းပြည်ကစီးပွားရေးရောနိုင်ငံရေးအရာရောတော်တော်လေးချွတ်ချုံကြခဲ့တယ်ဆိုရမယ်ဟုတ်တယ်တထောင်ကွာဆစ်ဆစ်ရှိတ်တို့နထောင်ကမေတို့မှာဒီမိုကရေစီတောင်းဆိုမှုတွေကိုလည်းပြင်းထန်ထန်နှင်းငင်ခဲ့တော်လီဆိုတော့တမရော်ရဲ့ခန်းကန်တွေကအမြဲတမ်းအဓိကပဲ 2010နောက်ပိုင်းကျတော့ပြုပြင်ပြောင်းလဲရေးကာလလေးတစ်ခုရှိလာလို့ပဲเนาะဒေါန်ဆန်းစုကြည်လွတ်လာတာတို့နိုင်ငံတကာနဲ့ဆက်ဆံရေးပြန်ကောင်းလာတာတို့ဟုတ်ကဲ့အဲ့ဒီကာလမှာတိုတက်မှုတချို့တော့ရှိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှတောင်ယိုဟင်ဂျာရေးခင်းလုံမျိုးလူခွင့်ရေးပြည်ထနာကြီးတယ်ရှိခဲ့တယ်ဟုတ်တယ်တိုင်းရင်းသားတွေနဲ့ငင်းချင်းရေးတိဆောက်မှုကလည်းအလန့်ဝေးနေတော့မယ်မမပဲပြီးတော့တက်မနော်ကလည်းနိုင်ငံရေးမှာသူ့ရဲ့အော့ဆာကိုဆက်ထိန်းထားနိုင်ခဲ့တယ်လေအဲ့ဒါအရေးကြီးတယ် အဲ့ဒီကနေမှ2021အာနာသိမ့်မှုစီပဲလို့ရောက်သွားတာလေအဓိကတွန်းအားကဘာဖြစ်မလဲခင်ဗျာအဓိကအလဲပြောင်းကတော့2021ရွေးကောက်ပွဲပါပဲတမလို့ကြောထောင်းနောက်ခံပြုတဲ့ပါတီကအပြစ်တစ်ထပ်ရှုံးသွားတယ်လေအဲ့ဒီမှာသူတို့ရဲ့နိုင်ငံရေးတော်စားတွေဆုံးရှုံးမှာကိုအញ្ញဆိုးရင်သွားတာပေါ့ဟုတ်ပါတယ်မဲလင်တယ်လို့ဆွဆွဲပေမဲ့လေခိုင်လုံတဲ့အထောက်ထားတော့မပြနိုင်ခဲ့ဘူးနိုင်ငံတကာကလည်းအတိအမှန်မပြုဘူးပေါ့ အဆုံးမှာတော့2021ဖေဖော်ဝါရီ10ရက်နေ့မှာပဲဘူချုံမူကြီးမေအောင်လိုက်ဦးဆုံးမီအနာသိမ်းလိုက်တာပဲ SAC နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုပြီးဖွဲ့လိုက်တာနော်ဟုတ်ကဲ့သူတို့ဖွဲ့လိုက်တာပေါ့အနာသိမ်းလိုက်တော့ပြည်သူလူထုရဲ့တုံ့ပြန်မှုကတော့တမတော်မျောလင့်ထားတာတဲ့ပိုပြင်းထန်ခဲ့ပုံရတယ်နော်ဟုတ်ပါတယ်သူတို့ရှော့တွက်ခဲ့ပုံရတယ်အစောပိုင်းမှာတော့ငင်းချမ်းစွာစနပ်ပြမှုရင်းနဲ့စခဲ့တာလေဟွန်းဟုတ်ကဲ့တော်ဘတ်တမတော်ဘက်ကအကျန်းဖတ်ဖြုတ်ခွင်းလာတော့အခြေအနေကတက်သွားတယ် အထူးသဖြင့်ဖေဖော်ဝါရီ20ရက်နေ့မန္တလေးမှာဆန္ဒပြသူတွေတေဆုံးခဲ့တာကအပြောင်းလဲကြီးဖြစ်သွားတယ်။16နှစ်အရွယ်ကလေးတယောက်တော့ပါတယ်နော်။ဟုတ်ပါပြီ။အဲ့ဒီနောက်မှာတနိုင်ငံလုံးအန်တာလန်ဒီအထွေထွေတပိတ်ကြီးတွေဖြစ်လာရော။တမတော်ရဲ့ဖြိုခွဲမှုကလည်းပိုရက်ဆက်လာတဲ့ဥကောင်းကိုတက်တက်ဖြစ်တာတော့ဘာလို့ဆိုတော့မှန်ပါရဲ့။အဲ့လိုရက်ဆက်မှုတွေကြောင့်ဆန္ဒပြသူတွေဘက်ကလည်းလလွတ်လပ်နေတဲ့ ခုခံကာကွယ်မှုတွေဆက်လုပ်လာကြတော့တယ်။မြို့ပေါ်မှာဆက်နေလို့မဖြစ်တော့တဲ့အခြေအနေရောက်လာတော့လူငယ်တွေတကြောက်လှောက်ရှားသူတွေအများကြီးနေဆက်က AOCC ကိုထွက်ပြေးချတယ်ဆိုတာကရောဒါကတော်လန်ရဲ့အတွက်အရေးကြီးတဲ့အလဲအပြောင်းဖြစ်သွားလား။အတူရကြပါပဲ။အဲ့ဒါအရင်အရေးကြီးတဲ့အချက်ပဲ။မျိုးပေါ်ကလူမဲတွေရဲ့တွေ့အကြုံအတိပညာနဲ့နေဆက်က EAOS တွေရဲ့စီရဲ့အတွေ့အကြုံပုံစီသွားတာပေါ့ အဲ့ဒီမှာအရင်ကရင်မှန်းချက်မဲ့ဒုခဲတဲ့အဖွဲတွေကတော့တက်မလို့ဆိုတဲ့တူညီတဲ့ရန်သူကိုရင်ဆိုင်ဖို့စူးစီးမိလာတယ်။နောက်ပြီး PDF ဆိုတဲ့ဖွဲပေါ်လာတာနော်။ပြည်သူကာကွယ်ရေးတက်မလို့။ Okay. PDF ကတိုင်းရင်းသားလူမျိုးစုတစ်ခုတည်းကိုကိုးစားမပြုဘူးလေ။ဒီမိုကရေစီအတွက်တိုက်မယ်ဆိုတဲ့ဖွဲပေါ့။သူတို့ကို NUG လို့ခေါ်တဲ့အမျိုးသားရင်မျိုးရေးအစိုးရကဦးဆောင်တယ်။အဝေးရောက်အရေးသားအစိုးရပေါ့။ဟုတ်ကဲ့။ EAO သမ ्या စုကလည်းသူတို့ကိုထောက်ခံခဲ့ကြပါတယ်။ 2020လနှစ်နယ်လေလောက်မှာကို PDF အင်အား3000ကျော်လောက်ရှိလာတယ်လို့ခန့်မှန်းကြတယ်။ဒါဆိုရင်ပြည်ပခွေရဲ့တဘောတဘာဝကိုပိုနားလေဖို့တမတော်ရဲ့ဖွဲ့စည်းပုံကိုနည်းနည်းလောက်ဆွေးနွေးကြည့်ရအောင်။ဟုတ်ကဲ့။တမတော်ရဲ့ဖွဲ့စည်းပုံကိုလေအဓိကကပြည်တွင်းလူကြုံရေးအတွက်ပုံစံထောက်ထားတာများတယ်။อืมပြည်ပကွယ်ရေးထက်ပေါ့။ဟုတ်တယ်။ပုံစံကပင်မစ်လိုပဲ။အပေါ်မှာမျိုးကြီးတွေစခန်းကြီးတွေရှိမယ်။ဟုတ်ကဲ့။အောက်မှာကျတော့တိုင်းစစ်ဌာနချုပ်14ခု။อืมอืมအဲ့ဒီအောက်မှာမှာစခန်းလေးတွေ gate တွေ နောက်ဆုံးအုတ်ချေအထိဆိုဂျေးလက်တစ်စခန်းတေးတေးလေးထောင်းတဲ့ချီရှိတာဩအာနာမသိန်းခင်ကဆိုစခန်း9000လောက်ရှိတယ်လို့ခန့်မှန်းရတယ်ဒါပေမဲ့အာနာသိန်းမီနောက်မှာမြို့ပေါ်ဆန္ဒပြပွဲတွေနေနေဖို့တက်တေကိုမြို့ရီစီရွှေ့လိုက်ရတော့ဟုတ်တယ်အဲ့ဒီမှာဂျေးလက်ကစခန်းတင်ရနေဖွာတာပေါ့အဲ့ဒါကတော်လန်ရေးအားစုတွေအတွက်အခွင့်အလမ်းဖြစ်သွားတာလားဟုတ်တယ်အဲ့ဒီအားနေသွားတဲ့စခန်းတွေကိုတော်လန်ရေးအဖွဲ့တွေအထူးသဖြင့် EA Wolves တွေကပြင်မှတ်ထားပြီးစက်တိုက်တော့တာပဲဥပမာ KIA လို့အဖွဲ့တွေအစိုးပိုင်းမှာအောင်မြင်မှုတွေရခဲ့တယ် နောက်ပြီးဒီမြန်မာပြည်ဖြူရင်းစစ်မှာအပြစ်အခက်ရစဲရေးဆိုတာကလည်းတိတ်ဆိတ်ချရတာမဟုတ်ဘူးနော်ဟုတ်တယ်လေအချိန်နဲ့အရအလွဲတကူလော့လိုက်ပြက်လိုက်ပဲနှစ်ဖက်စလုံးကလည်းအပြစ်ရချင်းကိုအင်ရဖြန်ဖြစ်ကိုတုံးကြတာများတယ်ဆိုတော့အနာမသိန်းကင်ကအပြစ်ရထားတဲ့ ear wolves တွေကလည်းအချိန်နဲ့ပေးရင်ပြန်တိုက်ဖို့အစနစ်ဖြစ်နေတဲ့သဘောပေါ့အတိအကျပဲရေရှိငင်းချမ်းရဲ့သဘောတူညီချက်ခိုက်ခိုက်မာမာမရှိခဲ့ဘူးလေအစိုးပိုင်းကြော်လန်ရဲ့အဖွဲ့တွေနီးပြဟာကတော့ပျောက်ကြားစနစ်ပဲပေါ့ခြုံခိုတိုက်တာထောင်ကျောက်စင်တာဟုတ်ပါတယ် ဒေတာဆိုင်ရာအသိပညာကိုအသုံးချတာပေါ့ဒါမဲ့ပဲလက်နဲ့အင်အားကတော့အစာပိုင်းမှာတော်တော်လေးဟိုတယ်အခက်ခဲရှိခဲ့တယ်လူမီးတဲ့နဲ့ဒီလက်လုံးမောင်းရင်းနဲ့စရတာဆိုတော့ဟုတ်တယ်ကာလာရှနီကအဟောင်းနေပေါ့ကြည်စံကလည်းရှာတယ်ဒါမဲ့ပဲတဖြည်းဖြည်းနဲ့တော့တိုးတက်လာပါတယ်ဘလို့တိုးတက်လာတာလဲတိုက်ပွဲကသိမ်းရှိရတာတွေရှိတယ်တက်မတော်ဘက်ကအလင်းဝင်လာတဲ့သူတွေယူလာတာတွေရှိတယ်နောက်ပြီးကိုယ်တိုင်ထွက်လုံနိုင်စွမ်းတက်လာတယ်အခုဆိုရင် RPG တို့မော်တာတို့ ကြည်စံတို့အထိထုတ်လာနိုင်ပြီဆိုတော့ဟုတ်ပါတယ်အဲ့ဒါကအရေးကြီးတဲ့တိုးတက်မှုပဲ2021စက်တဘာမှာ NUG ကတရားဝင်စစ်ကြေညာလိုက်တော့တိုက်ပွဲတွေကပူပြင်းထန်လာရောပေါ့ဟုတ်တယ်အဲ့ဒီခါကျတော့တက်မတော်ရဲ့တွန့်ပြန်မှုပုံစံကလည်းပြောင်းလာတယ်ဘယ်လိုပြောင်းသွားလဲသူတို့ရဲ့အဓိကအားစားချက်ဖြစ်တဲ့လက်နက်ကြီးနဲ့လေကြောင်းအင်အားကိုပိုပြီးအားကိုးလာတယ်ပျောက်ကြားစနစ်နဲ့တိုက်နေတဲ့ PDF တွေကိုတိုက်ရိုက်ပြင်မထားဖို့ခက်တော့ရတားတွေကိုပြင်မထားလာတာလားဟုတ်ပါတယ် एरागो मिलन स्निट स्कॉच अर्थ लुखोरा बो ने एंगनी मीशोरा तीना ने फ्यासीरा असुलाई प्योंलाई तफ्यथा पुबाओ ने लो तंदिया शियेंगो पेमठारा म्योरी लोलारे ले जाओ टाइखट मोडी गाले अयतान ली चाओनी लु नेरारे को पेमठारे लो चायारे होके ताजा तई ने छीदे पीदुरे नियसन ख ठट पी गेयारे अछेगान सआउ ने अम्याई प्यासी गेरे ဒါပေမဲ့အဲ့ဒီမီလန်စနစ်ကတမတော်အထက်တကယ်ပဲထီရောက်ခဲ့လို့လား ဒါမှမဟုတ်စန့်ကျင်မဲ့အကျိုးတရောက်မှုပဲဖြစ်သွားစေလားဗီဒီယိုထဲမှာရောဘယ်လိုသုံးသပ်ထားလဲအင်းဗီဒီယိုတွေကသုံးသပ်ချက်တရားဆိုရင်တော့လေဒီနီဗျူဟာကစန့်ကျင်ဘက်အကျိုးတရောက်မှုပဲဖြစ်စေခဲ့တယ်လို့ဆိုရယ်ဆိုလိုတာက data ကနေပို့ပြီးခါးတီးသွားတယ်ပေါ့ဟုတ်ပါတယ်တော်လန်ရဲကိုပို့ပြီးတော့ထောက်ခံလာစေခဲ့တယ်တော်လန်ရဲဘက်ကလည်းတန်ညေလုလာတာတွေရှိတယ်ဘယ်လိုမျိုးလဲတမတော်ရရှိဒီကိုပြတ်မှတ်ထားလုတ်ကြံတာတွေသူတို့ရဲ့ပရင်ပေးလို့ယူဆရသူတွေကိုရှင်းလင်းတာတွေ လေယမှုတွေရဲ့မိသားစုဝင်တွေနေအိမ်တွေကိုပြတ်မှတ်ထားတာမျိုးတွေအထိလွတ်လာကြတယ်။အချိန်လေးကတော်တော်လေးကို ပြင်းထန်လာတာပဲနော်။ဟုတ်ကဲ့။နှစ်ဖက်နှစ်ဆက်တဲ့နှစ်ကုန်ပိုင်းလောက်မှာတော်လန်ရဲ့အင်အားစုတွေကပိုပြီးညှိနှိုင်းလာကြတယ်။ပိုပြီးစူးစီးမိတာတယ်။နှစ်ဖက်နှစ်ဆက်နှစ်လေလောက်မှာဆိုရင် နိုင်နံရဲ့ area 90ရာခိုင်နှုန်းလောက်ကိုသူတို့ တနည်းမဟုတ်တနည်းထိန်းချုပ်ထားနိုင်ပြီလို့ခံမှန်းကြတယ်။ဒါပေမဲ့အဓိကမြို့ကြီးတွေကတော့တမတော်လက်ထက်မှာပဲရှိနေတုံးဆိုတော့အဲ့ဒါကလည်းအရေးကြီးတဲ့ချက်ပဲနော်။ဟုတ်ပါတယ်။မြို့ပြထိန်းချုပ်မှုကအရေးပါနေဆဲပါ။အခုဒီပဋိပက္ခမှာပါဝင်နေတဲ့အဓိကအဖွဲ့အစည်းတွေကိုအချင်းချုပ်လေးပြန်ကြည့်ရအောင်။တမတော်ဘက်မှာဘဒူရီအဓိကပါဝင်နေလဲအဓိကကတော့ SAC ဥဆောင်တဲ့တမတော်ပေါ့ခင်ဗျာစင်မဖြစ်ခင်ကတော့အင်အား3သိန်း4သိန်းလောက်ရှိမယ်လို့ခန့်မှန်းကြပေမဲ့အခုလက်ရှိမှာရောအခုလက်ရှိတိုက်ပွဲဝေလိုင်းတဲ့အင်အားက တသိန်းခွဲကနေနှစ်သိန်းကြားလောက်ပဲရှိတော့မယ်လို့သုံးသပ်ကြတယ်။ဒါတော့ရင်းပွားဖွယ်ရှိသေးတယ်။တတ်ထားတဲ့ဆဲတပိုင်းဆိုင်ရာပြဿနာတွေလည်းအများကြီးရှိနေတယ်လေ။လက်နက်အင်အားကတော့သူတို့ဘက်မှာရှိနေတော့မယ်နော်။တင်ကားတွေလီတက်အင်အားတွေဟုတ်ပါတယ်။တင်ကားတန်ချက်ကအမြောက်လီတက်မှာဆိုရင် MiG-29 Su-30 GF-17 တွေအပြင် ရုပ်လုံအဟောင်းတွေလည်းရှိတယ်။ရေတပ်ကတော့ဒီစစ်ပွဲမှာတိတ်ခန်းကနာမပါဘူးပေါ့နော်။စစ်ထုတ်လိုင်းကြီးအားကောင်းတဲ့ဗီဒီယိုမှာလက်နက်ထုတ်လုပ်နိုင်စွမ်းလည်းရှိတယ်။ ။ဒါပေမဲ့သူတို့ရဲ့နာမည်ဆိုးကလူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်ပဲ။မှန်ပါတယ်။တရားလက်လို့တက်ဖြတ်တာညံပန်းနစ်ဆက်ကမူရင်းမူအဓမ္မလိုအားပေးခိုင်းတာ။ကလေးဆက်သားယူဟင်ကြလူရုံတုံတက်ဖြတ်လို့စားတဲ့ပြင်မတန်းဆိုးတွေငါပဲ။နောက်ပြီးသူတို့ကငွေကြေးထောက်ပံ့နေတဲ့စီဟွိုင်းအင်ပါယာကြီးလည်းရှိသေးတယ်။သူတို့ရဲ့မဟာမိတ်တွေကတော့ဘသူတွေလဲ။မချားဆောင်တန် BGF တွေရှိတယ်။အရင်ကလက်နက်ကင်အဖွဲ့တွေကလည်းအသွင်ပြောင်းခိုင်းတာပေါ့။ ပြီးတော့ Buzzorti လို့ခေါ်တဲ့ Buzzorti ဖွဲ့တယ်။တချို့ EAOs အထွက်ငယ်လေးတွေလည်းသူတို့နဲ့ပေါင်းတာရှိတယ်။ပူကြီးတော်ဖွဲ့တွေရဲ့ရန်ကကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့။ဟုတ်ကဲ့။တော်လန်ဒီအင်္ဂါစုတွေပတ်မှာတော့အဓိကဖွဲ့တွေပြောပြပါအောင်။အဓိကအများစုသိကြတာကတော့ NUG နဲ့သူ့ရဲ့လက်နက်ကိုင်းတပ်ဖွဲ့စစ်တဲ့ PDF ပေါ့။အင်း PDF ကအင်္ဂါဘလောက်လောက်ရှိမယ်လို့ခန့်မှန်းလဲ။ခန့်မှန်းချေကတော့တသိန်းကျော်လောက်ရှိနိုင်တယ်ပြောကြတာ။အလင်းဝင်လာတဲ့တမတော်သားတွေလည်းပါတယ်လေ။ သူတို့ကတိုင်းစစ်ဌာနချုပ်တွေဒေတာကာကွယ်ရေးတပ်ဖွဲ့ LDFs တွေဆိုပြီးဖွဲ့စည်းထားတာလက်နက်ထိုးလို့မှုလည်းတိုးတက်လာတယ်ဒါကဗမာပါဝင်လူမျိုးပေါင်းစုံပါဝင်တဲ့အဖွဲ့နော်ဟုတ်ပါတယ်အဲ့ဒါကအရေးကြီးတဲ့ချက်ပဲပြီးတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စီ EAOs တွေရှိမယ် EAOs တွေထဲမှာအင်အားကြီးတာကဘယ်သူတွေလဲနဲ့အင်အားမတိတ်မိအိမ်မယ်ဒါပြင်ကရင်နီချင်းပိုးစတဲ့ပြင်အဖွဲ့တွေအများကြီးပဲညီနောင်မမေတုံးဝဲဆိုတာကတော့သူတို့နောက်ပိုင်းမှာရေးပါလာတာနော်ဟုတ်ပါတယ် ူကမူထောက်စကူဝါဖွဲ့ထားတာရခွင်တပ်တော် AA တအားရဲ့မြို့သားလွတ်မြောက်ရေးတပ်မတော် TNL နဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA ပေါ့ကိုကန်အဖွဲ့လေးအဲကိုကန်သူတို့တုံးဝက်ပေါင်အင်ရကဘလောက်ရှိမလဲစုစုပေါင်းကမန်းကြီး6တောင်းကျော်လောက်ရှိမယ်လို့ဆိုရတယ်သူတို့ကစပွေးအလက်ပြောင်းဖြစ်တဲ့စစ်စင်ရေးဆဲနဲ့ဆက်ချက်ကိုဥဆောင်ခဲ့တာကြားနေအဖွဲ့ကြီးတစ်ဖွဲ့လည်းရှိတယ်နော် UWSA ဟုတ်ကဲ့ဝါပြေတွေးစီညီရေးတပ်မတော်သူတို့ကဒီလိုအနေဆက်အနာမှာ တရုတ်ရဲ့ကြောထုံနောက်ခံလည်းရတယ်လို့ပြောကြတယ်။စစ်ရေးအရာအင်အားအများတောင်းတင်းတယ်။ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာနဲ့ပေါ့။သူတို့ကတော့ဒီပဋိပက္ခမှာကြားနေအဖြစ်ရပ်တည်နေတယ်။ယွင်းကြားရီရဲ့အခြေအနေကတော့ဘယ်လိုရှိမလဲ။သူတို့ကဒီပဋိပက္ခကြားထဲမှာပိုပြီးဒုက္ခရောက်နေရသလိုပဲ။ဟုတ်ပါတယ်။သူတို့ကတမရော်ရဲ့လူမျိုးတုံးတက်ဖြတ်မှုခံခဲ့ရသလိုတချို့ EAOs တွေဥပမာ AA လိုအဖွဲ့တွေရဲ့အကြမ်းဖက်မှုတွေနဲ့လည်းရင်ဆိုင်နေရတယ်လို့စွပ်စွဲမှုတွေရှိတယ်။ သူတို့ကိုကိုကိုကာကွယ်ဖို့လက်နက်ကင်အဖွဲ့လေးတွေရှိပေမြဲနှစ်ဖက်စလုံးနဲ့ဆက်ဆံရေးကရှုပ်ထွေးနေပါတယ်။ဟုတ်ကဲ့။ဒါဆိုရင်နိုင်ငံသားရဲ့တောစာလွှမ်းမိုးမှုအကြောင်းနည်းနည်းပြောကြည့်အောင်။အထူးသဖြင့်အိမ်နီးချင်းကျုံနိုင်ငံပေါ့။တရုတ်ရဲ့အခမ်းအနားကဒီစစ်ပွဲမှာအရေးကြီးတယ်။အစပိုင်းအာဏာသိမ်းပြီးစမှလေတရုတ်ကဘယ်လိုသုံးပြန်ခဲ့လဲဆိုတော့သူတို့ကတမရော်ကိုထောက်ခံခဲ့တာလား။အဲ့ဒါကိုတော့မသိဘူး။ဒါပေမဲ့အစိုးရအဖွဲ့ရဲ့အာဏာသိမ်းပြီးစမှလေတရုတ်ကဘယ်လိုသုံးပြန်ခဲ့လဲဆိုတော့သူတို့ကတမရော်ကိုထောက်ခံခဲ့တာလား။အစိုးရအဖွဲ့အပြောင်းလဲကြီးဆိုတဲ့အတုံးလုံးမျိုးတုံးခဲ့တယ်လေ။သူတို့အတွက်အဓိကကတည်ငြိမ်ရေးပဲ။ တို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့်ပေါ့ Rap 1နဲ့ LAN အစီအစဉ် BRI တို့ pipeline တို့ဟုတ်ပါတယ်ဒေါ်လာဘီလီယံ35ကျော်ပိုလောက်ရှိတယ်ဆိုတော့တို့အတွက်တည်ငြိမ်ရေးကအရေးကြီးဆုံးပဲအစပိုင်းမှာတော့တက်မတော်ကတည်ငြိမ်ရေးကိုအာမခံနိုင်မယ်လို့ယူဆပြီးထောက်ခံခဲ့ပုံရတယ်လက်နက်တွေတော့ထောက်ပံ့ခဲ့တယ်ဆိုတဲ့သတင်းတွေရှိတယ်ဒေါ်လာတန်250ကျော်ပိုလောက်တယ်ဒါပေမဲ့နောက်ပိုင်းမှာတက်မတော်ပေါ်သူစိတ်ပြက်လာတယ်ဆိုတာကတော့ဘာကြောင့်လဲအဓိကကတော့ တမတော်ကနေဆက်ဒေတာတွေကိုထင်းချုံနိုင်စွာမရှိတော့တာပဲ။မူရချေဝါဝါတွေဒုက္ခသည်တွေတရုတ်ထဲကိုစီးဝင်နေတာကိုမထားနိုင်ဘူး။အထူးသဖြင့်ဟိုအွန်လိုင်းငွေလင်လုပ်ငန်းတွေကိစ္စတော့တရုတ်နိုင်ငံသားတွေအများကြီးဖြစ်မှတ်ထားခံနေရတာ။ဟုတ်ပါတယ်။အဲ့ဒီကိစ္စကိုတမတော်ကထိထိရအောင်မကင်တွယ်နိုင်တာဒါမှမဟုတ်မကင်တွယ်ချင်တာကြောင့်ရုပ်ကအရာစိတ်ပြတ်သွားတယ်။အဲ့ဒီနောက်ပိုင်းမှာတရုတ်ရဲ့ယက်တီချက်ပြောင်းလာရောလား။ပြောင်းလာတယ်။တမတော်ရှုံးမိုင်းကြီးရှိရဆိုတော့သူတို့သဘောပေါက်လာပုံရတယ်။ ဒေါ်လာရဲ့အင်အားစုတွေလည်းတိတ်တဆိုင်ဆစ်ဆန်လာတယ်။တချို့အဖွဲ့တွေကိုထောက်ပံ့မှုတွေတောင်းလုပ်တယ်လို့သတင်းတွေထွက်လာတယ်။အပိယဆဲရေးတွေမှာဂျာဝင်ဆစ်ဆက်တာတွေလည်းလုပ်လာတယ်နော်။ဟုတ်ကဲ့။ပြီးသူစတချို့လူတိရှင်ယာထောက်ခံတာမျိုးတွေလုပ်လာတယ်။ဒေါ်လာရဲ့အဖွဲ့တွေဘက်ကလည်းအဲ့ဒီငွေလင်းလုံကနေကိုဝန်တိုက်ပြီးရှင်းလင်းပြလိုက်တော့ရုပ်ကပေါ်ပြီးသဘောကျသွားတာပေါ့။ဒါဆိုတယောက်ကအခုသူ့ရဲ့မဟာဗျူဟာအချိုးစည်းပွားအတွက်နဖလုံးကိုကစားနေတယ်ဆိုတဲ့သဘောလား။ဟမ်။အဲ့လိုပြောလို့ရနိုင်ပါလေ။ တမတော်ကမြို့ကြီးတွေနဲ့ဗနာအေးကိုထိန်းချုပ်ထားတော့တော်လိုင်းအင်အားစုတွေကနေမြင်များစုကိုထိန်းချုပ်ထားတယ်ဆိုတော့ရုတ်ကချင်းဝင်းရှာညိနေတာပေါ့သူ့အတွက်အရေးကြီးတာကသူ့နန်ဆက်တည်ငင်ရေးနဲ့စီးပွားရေးအချိုးစီးပွားပဲလေတခြားနိုင်ငံတွေရဲ့အခန်းကဏ္ဍကတော့ဘယ်လိုရှိမလဲယူရရှားတော့အိန္ဒိယတော့ယူရရှားကတော့တမတော်နဲ့ပိုပြီးနီနီဆက်ဆက်ဆက်ဆံရေးရှိတယ်လက်နက်ရုံးတာတွေပါရှိတာပေါ့အိန္ဒိယနဲ့ထိုင်းကတော့အခြေအနေကိုစောင့်ကြည့်ပြီး သူတို့နဲ့နဆက်တီတာတည်ငင်ရေးကိုပဲအဓိကထားပုံရပါတယ်ဟုတ်ကဲ့ဒီလိုအခြေအနေဒီအောက်မှာပဲ2023အောက်တိုဘာ29ရက်နေ့မှာစစ်စင်ရေးဆန်နဆက်နှစ်ခွန်ဆိုတာပေါ်လာတာနော်ဟုတ်ပါတယ်ဒါကတော့တကယ့်ကိုအလေးပြောင်းကြီးဖြစ်သွားစေခဲ့တဲ့စစ်စင်ရေးပဲညီနောင်မဟာမိတ်တုံးဖွဲ့ကရှမ်းပြည်မြောက်ပိုင်းမှာစတင်ခဲ့တာနော်ဟုတ်ကဲ့သူတို့ရဲ့ထိုးစစ်ကအန်ကွန်ဆာကောင်းလို့မြန်ဆန်ပြီးအောင်မြင်ခဲ့တယ် ရပိုင်းတွေမှာတတ်မတော်စခန်းတာစင်ပေါင်းမြောက်စွာမြို့ဒီအရေးပါတဲ့ရှမ်းရွှေဟိုလိုတရုတ်နယ်စပ်ကွန်တော်ရေးဂိတ်တီကိုတင်ပိုင်နိုင်ခဲ့တယ်။တတ်မတော်ရဲ့တုံပြမှုကတော့ထိရောက်မှုမရှိခဲ့ဘူးလား။မရှိခဲ့ဘူးခင်ဗျာ။တံပြန်တိုက်ဖို့စ조사တဲ့စစ်ကူတွေလည်းလမ်းမှာကြပြထိုက်ခိုက်ခံရတယ်။ထင်ရှားတဲ့ဗိုလ်မှူးချုပ်တူဦးတော်ကြာဆုံးခဲ့တယ်။ဒီရှောင်းမြောက်ကအောင်မြင်မှုရဲ့အဓိကတက်ရောက်မှုကတတ်မတော်ရဲ့စိတ်ဓာတ်အပေါ်မှာသွားပြီးရိုက်ခတ်တာလား။ဟုတ်ပါတယ်။အဲ့ဒါအဓိကပဲ။ရှေတန်းစခန်းတွေကစိတ်တက်ကြဆင်းမှုကတစ်ခုပြီးတစ်ခုကူးဆက်သွားတယ်လို့ပဲ။ တိုက်ခိုက်မဲ့စာလက်နဲ့ချတာဆုခွာတာတွေပုံများလာတယ်။လောက်ကင်မှာဆိုရင်ဘုံမှုထုတ်6ဦးအပါဝင်စစ်တီနှုတ်ခေါင်လေးတာလောက်လက်နဲ့ချရဲဆိုတာကတော်တော်များတာပဲနော်။ဟုတ်ပါတယ်။အစုလိုက်အပြုံလိုက်လက်နဲ့ချမှုတွေတီတီတာတာတိုးလာတယ်။ဒါကတော်လန်ရဲ့အင်အားစုတွေအတွက်နေပြည်တော်မကဘူးအစ်စ်မြက်လက်နဲ့တွေပါအများကြီးတိမ့်စီရမိစေခဲ့တယ်။တမတော်ဘက်ကလစာဖြတ်တော့တာလို့ဖုန်းစစ်တာလို့လောက်တော့ပိုဆိုးကုန်တာပေါ့။ဟုတ်တယ်။ အဲ့ဓာတွေကတက်သားတွေကိုပို့ပြီးစိတ်တက်ကြစေထွက်ပြေးခြင်းစေဖြစ်စေတာပေါ့ဆစ်စင်ရဲ့တော်ထွက်လန်နေရဲ့အရှိန်ကတခြားဒေတာတွေကိုပါကူးဆက်ပေါ်ရနော်မှန်ပါတယ်ရှားမြောက်မှာအောင်မြင်မှုရတာကိုမြင်တော့တခြားဖွဲ့တွေလည်းအားတက်သွားတယ်အေအေကရခိုင်ပြည်နယ်မှာအပြည့်ရစေးရေးကိုဖောက်ဖျက်ပြီးထိုးစစ်ကြီးစင်နွယ်တယ်ရခိုင်မှာလည်းမြို့တွေစခန်းတွေတော်တော်များများတင်းနိုင်ခဲ့တယ်နော်ဟုတ်ပါတယ် MDNDR ကလည်း2024ဇန်နဝါရီမှာလောက်ကင်ကို အပြည့်တက်သိမ်းပိုင်နိုင်ခဲ့တယ် အဲ့ဒီငွေလိန်လုပ်ငန်းတွေကိုလည်းဖြိုခွင်းလိုက်တယ်။ချင်းတက်ဖွဲ့တွေကတော့ကရင်နီကရင် PDF အဖွဲ့တွေကလည်းကိုဒေတာမှထိုးစစ်တွေအချိန်မြင့်ပြီးနေမြေတွေတိမ့်ပိုက်နိုင်ခဲ့တယ်။လိုက်ကော်မျိုးတချို့နေရာတွေအထိရောက်ခဲ့တယ်။ဆိုတော့အကျိုးဆက်ကတမန်တော်ဟာတနိုင်ငံလုံးအတိုက်အတန်နဲ့ခံစစ်အခြေအနေကိုရောက်သွားတဲ့တဘောပေါ့။ဟုတ်ပါတယ်။သူတို့ရဲ့ထိုးစစ်တွေရပ်တန့်သွားပြီးနေပြည်တော်ကိုကောက်ွယ်ဖို့အထိပြင်ဆင်လာရတယ်။တော်လန်ရဲ့အဖွဲ့တွေလက်ထဲကို လေးရင်ပစ်လက်နက်တချို့ရောက်သွားတာကလည်းသူတို့ရဲ့လေးချောင်းစုံမမှုကိုအတိုက်အတာတစ်ခုထိဟန်တားနေလာစေတယ်။နော်သား94ခုနှစ်ထဲရောက်လာတော့တပ်မတော်ရဲ့ချင်းတွေကပို့ပြီးစုံယုံလာလေလို့ပြောနိုင်မလား။ဘာဒီထူးခြားတဲ့ရှုံးနိမ်မှုတွေရှိခဲ့သေးလဲ။စစ်တိုက်ဆိုးသလိုပါပဲ။ရခိုင်ပြည်နယ်အများစုက အေးအေးထိ ंछ ုမှုအောက်ကိုရောက်သွားပြီ။စစ်တွေနဲ့နေရာတချို့ပဲကျန်တော့တဲ့အချင်းတွေ။ဆိုလာမှာတန်တွဲလေးစိတ်ကိုတော့အေးအေးကသိမ်းလိုက်တယ်နော်။ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုလည်းသူတို့ထိ ंछ ုပ်လိုက်ပြီ။ဟုတ်ကဲ့။ချင်းပြည်နယ်အများစုကို ခြင်တ်ဖွဲလီထိ်ချုပ်ထာတယ်။ရှမ်ပီနယ်ကိုနီနောင်တုံးဖွဲကစုစညထိ်ချုပ်ထာတယ်။တိုင်းစစ်ဌာနချုပ်တစ်ခုလုံးကြဆုံးတာလည်းရှိခဲ့တယ်နော်ဟုတ်ပါတယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ယမဟာလာလာရှိုးမှာရှိတဲ့ MHQ ကြသွားတာက ပထမဆုံးကြဆုံးတဲ့တိုင်းစစ်ဌာနချုပ်ပဲဒါကတပ်မတော်တွေကြီးမားတဲ့အထီတော်မှုပဲဧပြီလတုန်းက PDF ကနေပြီးတော့ကို drone နဲ့တိုက်ခိုက်တာရော ဟုတ်တယ်မြောက်လာရဲ့ နေဝင်းနဲ့ထီရောက်တယ်လို့ဆိုတယ်။ဒါကစိတ်တက်ပိုင်းဆိုင်ရာရာရောလုံယုံရဲ့ရာရောတမတော်ခေါင်းဆောင်ပိုင်းကိုတော်တော်လေးလွတ်ခတ်စေခဲ့တယ်။ဒီလိုအကြအကျဲတွေနဲ့ယုံထော်ဖို့တမတော်ကစ조사တာတွေလည်းရှိတယ်လေ။စစ်မှုထံဥပဒေထုတ်တာတော့ပါတော့။ဟုတ်တယ်။ဖေဗူရီမှာစစ်မှုထံဥပဒေထုတ်ပြန်ခဲ့တယ်။ဒါပေမဲ့ဒါကအဓိကအားဖြင့်စန့်ကျင်ဘက်အကျိုးတရားမှုပဲဖြစ်စေခဲ့တယ်။ဘယ်လိုမျိုးလဲ။လူငယ်တွေအစုလိုက်အပြုံလိုက်တိုင်းပြည်ကနေထွက်ပြေးကြတယ်။တချို့တော်လင်ရဲ့ဖွဲ့တိတွေဝင်သွားကြတယ်။ တကယ်တမ်းစစ်မှုထမ်းဖို့လူစုလို့ရတာကတိတ်မများဘူးအချိုးအမြတ်နည်းတယ်ပေါ့ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံရေးအပေးအယူပစ္စည်းလို့တွန်းဖို့အချိုးစားတာကတော့အဲ့ဒါကလည်းအရာမထင်ခဲ့ပါဘူးအရင်လိုမျိုးတော်လှန်ရေးအင်အားစုတွေကဒါကိုအဓိကအရေးကြီးတဲ့အချက်လို့မမြင်တော့ဘူးလေလက်ရှိမြေပြင်အခြေအနေကပိုအရေးကြီးနေပြီအခုဆိုရင်တက်မတော်ကနိုင်ငံရဲ့ငါးမုံတပုံလောက်လုံးပဲခိုင်ခိုင်မာမာထိန်းချုပ်ထားနိုင်တော့တယ်ဆိုတဲ့ခမန်းချက်ကမနိုင်လားဟုတ်ကဲ့အဓိကအဖြစ်တော့ရန်ကုန်မန္တလေး နေပြည်တော်လိုမျိုးကြီးတွေနဲ့တချို့ခံတပ်စခန်းကြီးတွေကိုပဲတော်တော်ထိန်းချုပ်ထားနိုင်တော့တဲ့အနေထားလို့တုံ့တက်ကြပါလေ။ဒါဆိုရင်စစ်ပွဲကနောက်ဆုံးအဆင့်ကိုရောက်နေပြီလို့ပြောလို့ရမလား။တော်လိုင်းရဲ့အင်အားစုတွေကတက်မတော်ရဲ့အမာခံနေမြေတွေမျိုးကြီးတွေကိုရင်ဆိုင်ရတော့မယ်။ဒါကဘလောက်ထိခက်ခဲနိုင်မလဲ။ဒါအခုလက်ရှိလက်ချီမာဆုံးစိန်ခေါ်မှုချလာနိုင်ပါလေ။ဘာလို့လဲဆိုတော့မျိုးကြီးတွေမှာတက်မတော်ကသူ့ရဲ့အင်အားတွေကိုစူးစီးထားနိုင်တယ်။ဟုတ်ကဲ့။လက်နက်ကြီးပစ်ကူ လေချောင်းပစ်ကူတွေကိုအပြည့်အဝသုံးနိုင်တယ်။နောက်ပြီးမြို့ပြမှာအသေးခံတိုက်မက်တက်တီလည်းရှိနိုင်တယ်။မြို့ပြတိုက်ပွဲဆိုတာကလည်းနှစ်ဖက်စလုံးတို့အကြဆုံးများနိုင်တယ်နော်။ဟုတ်ပါတယ်။တော်လန်ရင်အင်အားစုတွေအရင်နှောင်းကလို့ကျေးလက်ဒေတာကတက်စခန်အသေးလေးတွေကိုဝိုင်းပတ်တိုက်ခိုက်တဲ့နီဗျူဟာကဒီနေရာမှာအကန့်အသတ်ရှိသွားနိုင်တယ်။ဒီအချိန်ဒီမှာတော်လန်ရင်အင်အားစုတွေဘက်ကတော့ဘလို့နီဗျူဟာတွေတွန်းလာနိုင်မလဲ။အရင်မြန်ဗီဒိုထဲမှာဖြစ်နေခြေပါတွေကိုဖော်ပြထားလဲခင်ဗျာ။အမ်ဖြစ်နေခြေတချို့ကိုသုံးသပ်ထားပါတယ်။ တခုကတော့မျိုးရည်ကိုတိုက်ရိုက်ထိုးစစ်စင်တာပေါ့ဒါကတော့အကြအဆုံးအရန်များနိုင်တယ်အရန်အန္တရာယ်များတယ်อืมနောက်တစ်ခုကတော့နောက်တစ်ခုကတရုတ်လိုနိုင်ငံမျိုးစီကနေတိုက်ရိုက်စည်ရေးအကူအညီတောင်းခံတာဒါကလည်းတရုတ်ရဲ့မူဝါဒအရဖြစ်နိုင်မှာမလားသူတို့ကဒီငွေရည်ကိုပဲလိုချင်တာဆိုတော့မသိချဘူးပေါ့တတိယနီလန်ကတော့နောက်တနည်းကမျိုးတွေကိုဝိုင်းထားပြီးအငတ်ထားတဲ့နီးပြူဟာပေါ့ထောက်ပံ့ရေးလမ်းကြောင်းတွေဖြတ်တောက်ပြီးရောလေး ါကအခြေရင်ကြမဲ့အရတားတွေလည်းအများကြီးတို့ဖတ်ရောက်နိုင်တယ်ဗီဒီယိုအဲမှာအလားအလာရှိဆုံးလို့သုံးသပ်ထားတဲ့နည်းလမ်းရှိသေးလားသူတို့အလားအလာရှိဆုံးလို့သုံးသပ်ထားတာကမျိုးနေပြည်သူလူလူတွေကြားထဲမှာလူလူတော်လှန်ရေးကိုလှုံ့ဆော်ပြီးတော့အတွင်းကလေပူပေါင်းထိုက်ခိုက်စေတဲ့နည်းလမ်းမျိုးပါဒါကတော့ဘလောက်ထင်နိုင်မလဲဆိုတာစောင့်ကြည့်ရမှာပေါ့ဒါမှမဟုတ်အချိန်တွေကဒီတိုင်းတက်နေပြီးတော့နှစ်ဖက်စလုံးအသားစီးမရပဲစစ်ပွဲကတပြေပြေငိမ့်တက်သွားတာမျိုးတော့ဖြစ်နိုင်ုံမလားဒါလေဖိနိုင်ချေတကူပါပဲတမတော်က အဓိကနေမီရီကိုဆက်ထိန်းထားပြီးစစ်ပွဲကအရှိန်ရော့သွားတာမျိုးပေါ့ဒါမှမဟုတ်လေဒီစစ်ပွဲဘလို့ပဲအဆုံးသတ်တော်ပါစေပူပြီးအရေးကြီးတဲ့မိကွန်းကတော့မှကြံနေသေးတယ်အဲ့ဒါကညင်းချဲကဘလို့ပုံစံဖြစ်မလဲဆိုတာလားဟုတ်ပါတယ်မြန်မာသမိုင်းကိုကြည့်လိုက်ရင်စစ်မှန်းနဲ့အားလုံးပါဝင်တဲ့ဒီတန်းနဲ့ညင်းချမ်းရေးဆိုတာတကယ်မရှိခဲ့ဘူးလေတော်လန်ရေးအင်အားစုတွေကြားထဲမှာရော စစ်အာဏာရှင်ကိုတိုက်ထုတ်ရေးဆိုတဲ့တူညီတဲ့ရည်မှန်းချက်ကလွဲရင်တခြားအနာဂတ်ရည်မှန်းချက်တီဘလောက်အထိတူညီကြမလဲဒါကအနာဂတ်တို့စင်ခေါ်မှုကြီးတခုမဖြစ်နိုင်ဘူးလားအဲ့ဒါအဓိကစိုးရိမ်မှုတခုပဲခင်ဗျာ EOS အများစုကသူတို့တိုင်းရင်းသားပြည်နယ်ကြီးရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကိုအဓိကထားတယ် NUG ကတော့တနင်္ဂနွေလုံးအတိုင်းအတာနဲ့ Federal Democracy ကိုထူထောင်ခြင်းနဲ့อืมဒီမိုင်းချက်တီကြာကွဲပြားမှုတွေကိုစစ်ပြီးလွားရခါဘလူမိញိုင်းကြမလဲဆိုတာကရေးကြည့်လာမှာပေါ့ဟုတ်ပါတယ် ီးတော့တက်မလို့ရဲ့အခန်းကဏ္ဍကတော့ဘလူးဖြစ်သွားမလဲလုံးဝဖြစ်တင်းလိုက်မှာလားဒါမှမဟုတ်ပုံစံတစ်မျိုးနဲ့ဆက်ရှိနေဦးမှာလားသူ့ရဲ့နိုင်ငံရေးဩဇာတွေစီးပွားရေးပိုင်ဆိုင်မှုတွေကတော့အမျိုးသားတက်မလို့တဲ့တခုတိဆောက်ဖို့ဆိုတာကလည်းအရန်ရှုပ်ထွေးမဲ့ကိစ္စပဲနော်ဟုတ်ကဲ့အစိုးဆုံးစဉ်းလိုက်ရရင်လက်ရှိ အတူတူတိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းတွေကြံရှိနေတဲ့တက်မလို့အကျဉ်းအကြံတွေ တက်မလို့လိုလာတဲ့ဗီဒီယိုစစ်တွေကြားထဲမှာနောက်ထပ်ဗီဒီယိုပြစ်ပတ်ခတဲ့ပြန်ဖက်လာနိုင်ခြေလည်းရှိနေသေးတယ်လေအရင်မဲ့ဗီဒီယိုထဲမှာအနာကကြွဖြစ်နိုင်ခြေဘယ်လိုပုံစံတွေကိုတင်ပြထားသေးလဲအဓိက၄မျိုးကိုဖော်ပြထားပါတယ်နံပါတ်၁ကတော့အားလုံးကိုကိုစားပြုနိုင်တဲ့ခိုင်မာပြီးစီလုံးတဲ့တပီတောင်အစိုးရပုံစံမျိုးอืมဒါကတော့ကောင်းဆုံးမျော်လင့်ချက်ပေါ့ဟုတ်ကဲ့နံပါတ်၁ကကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ဖွဲ့စည်းထားတဲ့ Confederation တမဟုတ် federal ပြည်တော်စုပုံစံဒါကလက်ရှိတော်လှန်ရေးအင်အားစုအများစုပြောနေတဲ့ပုံစံနဲ့နှီးဆက်မယ်ထင်တယ် ဟုတ်ကဲ့နံပါတ်3ကတော့ဘဟုအစိုးရအားနေပြီးတော့လက်တွေ့မှာပြည်နေတွေကကိုယ့်အကိုလူလက်သလိုဖြစ်နေတဲ့အခြေအနေဒါကတော့နောက်ထပ်ပြိပက္ခတွေဖြစ်လာတဲ့အခြေများတယ်လို့သုံးသပ်ထားတယ်။နောက်ဆုံးနံပါတ်4ကတော့နံပါတ်4ကတော့အစိုးဆုံးအခြေအနေပေါ့နောက်ထပ်စစ်အာဏာသိမ်းမှုတစ်ခုထပ်ဖြစ်လာတာမျိုးဒီလေးမျိုးထဲကဘာဖြစ်လာမလဲဆိုတာကတော့အခုတိုက်ပွဲဝင်နေသူရဲ့ညီနာနိုင်စွမ်းအပေးယူလုပ်နိုင်စွမ်းနဲ့နိုင်ငံတကာအစိုင်းဝိုင်းတွေကပါဝင်ပတ်သက်မှုအပေါ်မှာအများကြီးမူတည်နေပါလိမ့်မယ်ခင်ဗျာ။ ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုအဆုံးသတ်ရရင်မြမပြည်တွင်းစစ်ဟာတမိုင်းလီမျိုးရေးနိုင်ငံရေးစစ်ရေးအချက်ပေါင်းများစွာရောရှက်နေတဲ့အင်မတန်ရှုပ်ထွေးတဲ့ပဋိပက္ခတစ်ခုဖြစ်နေတော့မယ်ဆိုတာပါပဲဟုတ်ပါပဲစစ်စင်ရေး2020နှစ်နောက်ပိုင်းမှာတော်လန်ရဲ့အရာအစုတွေအသားစီးရလာနေတဲ့ဆိုပေမဲ့စစ်ပွဲရဲ့အဆုံးသက်ကဘလို့ဖြစ်လာမလဲပြီးတော့ပို့အရေးကြီးတာကတကယ်ငင်းချမ်းလေးကိုဘလို့တိဆောက်ကြမလဲဆိုတာကမေဟွန်ပေါင်းများစွာနဲ့ကြန့်ရှိနေသုံးမယ်နော်ဟုတ်ကဲ့ လက်ရှိမြေပြင်နဲ့ရှင်းဟွန်ကတော့အလဲပြောင်းတစ်ခုစီဥတည်နေပုံရပါတယ်။ဒါပေမဲ့နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ရေရှည်တီတန်နဲ့ငင်းချမ်းရင်းနဲ့တည်ငင်မှုကိုဘလို့ဖော်ဆောင်ကြမလဲဆိုတာကတော့အကြီးမားဆုံးစင်ခေါ်မှုအဖြစ်ဆက်ရှိနေုံမှအထေချပါပဲခင်ဗျာ။ဒီဆွေးနွေးချက်ကိုနားတောင်နေသူတွေအတွက်စဉ်းစားစရာတစ်ခုအနေနဲ့ခြံခဲ့ခြင်းပါတယ်။ ဒီလောက်နှဆိုင်တဲ့တမိုင်းအမွေတွေလူမျိုးစုကွေးပြားမှုတွေလက်နက်ကင်အဖွဲ့စည်းပေါင်းများစွာရဲ့ကိုပိုင်ကြိုးစည်းပွားတဲ့ပြည်နဲ့နေတဲ့မြန်မာနိုင်ငံမှာလေတမရို့ကိုအောင်နိုင်ပြီးရင်တောင်ကတကယ်စီးနှုံညှင်းညွတ်တဲ့တည်ငြိမ်ပြီးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခုကိုတည်ဆောက်နိုင်မှာမလားဒါမှမဟုတ်အနာဂတ်မတည်ငြိမ်မှုရဲ့မျိုးစေ့တွေကအခုအတူတိုက်ဖွဲ့ဝင်နေတဲ့အင်အားစုတွေကြားထဲမှာပဲရှိနေနေပြီလားဆိုတာကိုဆက်လက်စဉ်းစားကြည့်ဖို့အချံပြုရင်ဒီနေ့အထွက်ဒီမှာပဲညီကုန်းချုပ်လိုက်ပါစေ